ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ထုံးစံအတိုင်းကျွန်တော်ပဲဖြစ်ပါတယ်ကျွန်တော်ဟိုးနေရဘကူးမှာရှိတဲ့ဟို PPE စက်ရုံကိုကျွန်တော်အလေရောက်ဖြစ်ခဲ့ပါတယ်ဆိုတော့ဒီစက်ရုံက PPE ဝတ်စုံတွေကိုနိုင်ငံခြားစီကို export တင်ပို့ပေးနေတဲ့စက်ရုံကြီးတစ်ရုံလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကြည့်ရတဲ့လောက်ပေါ့နော် area လည်းတော်တော်လေးကြီးတဲ့စက်ရုံကြီးဖြစ်ပါတယ်ထူးခြားတဲ့အချက်လေးကိုကျွန်တော်ပြပြပေးမယ်ဆိုတော့အဲ့လိုမျိုးဒီလောက်ထိဧကပေါင်းအများကြီးရှိတဲ့စက်ရုံကြီးမှာထူးခြားတဲ့အချက်ကဘာလဲဆိုတော့ ဒီစက်ရုံကြီးတစ်ခုလုံးလဲပတ်ဖို့နဲ့သူတို့နေတဲ့ဝန်ထမ်းတွေရဲ့အဆောင်တွေမှာမီးသုံးဆွဲဖို့ပေါ့နော် EPC လည်းမယူပြီးတော့မီးစက်လည်းမမအောင်ဆိုတော့ကျွန်တော်နည်းနည်းစဉ်းစားကြည့်တာပေါ့နော်နည်းနည်းတော့ကြမ်းပါတယ်ဆိုတော့အဲ့လိုမျိုးကြမ်းနေဆိုတော့အတွေးလေးရနေကျွန်တော်အခုလိုမျိုးဗီဒီယိုလေးလုပ်ဖို့ဖြစ်လာတယ်ပဲဆိုပါတော့နော်ဆိုတော့ဗီဒီယိုလေးကိုစောအောင်ထိကြည့်ကြည့်ပါ တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒီဆက်ယုံမှာအပိုင်းနှစ်ပိုင်းရှိပါတယ်သူကဘီဒင် A ရဲ့ B ရဲ့တပိုင်းဘီဒင် C ရဲ့တပိုင်းဆိုပြီးတော့နှစ်ပိုင်းခွဲပြီးတော့အလုပ်လုပ်ကြတယ်လို့ကျွန်တော်သိရပါတယ်ဆိုတော့ဘီဒင် A နဲ့ B ကသူကနှိကင်းမဲ့ဆိုရင်သူကမီးရဘလောက်ထိတုံးတယ်လဲဆိုတော့400ကီလိုဝက်အထိတုံးပါတယ်သူကညာဘက်ဆိုရင်တော့သူက100ကီလိုဝက်အထိတုံးတယ်ပေါ့နော်ဆိုတော့အဲ့တော့ တ်ထားတဲ့ system ကိုလည်းကျွန်တော်တို့ကဗဟုသုတအဖြစ်နဲ့နားလည်ထားဖို့လိုပါတယ်ဆိုတော့အရင်ကစက်ရုံတွေတော်တော်များများကသူတို့က on grid system တုံးကြတာများပါတယ် on grid system ဘာလဲဆိုတော့ကျွန်တော်တို့မီယိုဖလာဆိုလာတက်မယ်ကျွန်တော်နေခင်းမဲ့နေသားတယ်ဆိုရင်ဆိုလာနဲ့ဓာတ်ရိုက်သုံးမယ်ကျွန်တော်နေဝင်သွားပြီဆိုရင်တော့သုံးလို့မရတော့ဘူးပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးကိုအကြမ်းမြင့်ကျွန်တော်တို့က on grid system လို့ခေါ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာလဲသူ့ရဲ့ပုံစံလေးကိုကျွန်တော်ပြပေးထားတယ်ဆိုတော့အဲ့တော့ဒီစက်ရုံကညဘက်ပမီးသုံးခြင်းတဲ့အခါမှာသူတို့ကောင်းခဲ့ရပါတယ်ဆိုတော့မီးစက်မောင်းရင်လည်းလက်ရှိ တက်နေတဲ့စီစင်းလုံးနဲ့ဆိုရင်တေချာပေါက်300အထက်မှာတစ်လောက်ကိုကုန်မှာဖြစ်ပါတယ်အဲ့တော့ရှိပြီးသားသူတို့ရဲ့ on grid system ကိုပဲအပြည့်အစည်းအလေလွင့်မဖြစ်အောင်လို့ upgrade ထပ်လုပ်ဖို့သူတို့စဉ်းစားတယ်ပေါ့နော်ဆိုတော့သူ့ရဲ့နာမည်ကိုတော့ဘယ်လိုခေါ်တယ်လဲဆိုရင် AC ကပဲ BESS system လို့ခေါ်ပါတယ်ဆိုတော့အလွယ် ခေါ်လို့ကောင်းအောင်ပေါ့နော် EC carbon system လို့ပဲခေါ်ကြပါစို့စက်ရုံမှာရှိပြီးတော့ on grid system ကို battery ထပ်ပြီးတော့ပေါင်းတဲ့သဘောမျိုးပါပဲအဲ့တော့အဲ့မှာတက်ဆင်ထားတဲ့ solar capacity က800 kW on grid inverter တွေက660 kW ဆိုတော့ဒီကောင်တွေကနေထွက်တဲ့ power ကို power h ရဲ့ CNI ESS 215 kW battery ၅၀စုံနဲ့တိုးလောင်ပါတယ်ဆိုတော့စုစုပေါင်းတိုးလောင်နိုင်တဲ့အားက1085 kWh အထိရှိပါတယ်ဒီလိုစနစ်ကြီးမတက်ခင်မှာဒီစက်ရုံရဲ့ပြဿနာအကြောင်းလေးလည်းကျွန်တော်ပြောပြပေးမယ်ဆိုတော့သူတို့က on grid system ကိုတက်ခဲ့တော့ဆိုရင်နေခင်မဲ့ဆိုရင် EBC မီလန်ရတော့ EBC နဲ့သုံးတယ်ပေါ့နော်အဲ့ဒီကနေ power h battery စနစ်ထည့်လိုက်တဲ့အခါမှာကျွန်တော်ရှိပြီးသား on grid system ကိုလည်းဖြုတ်เสียရမလို့ဘူးမီးစက်လည်းမနှိုးရတော့ဘူးနေသားတဲ့နေ့တွေဆိုရင် EBC မီလန်မလို့ညာဘက်အဆောင်တွေသုံးဖို့ကိုလည်းအားလဲအလုံးလောက်မကပူရှန်တဲ့အထိဖြစ်လာပါတယ်ဆိုတော့ဒါကအာသာချက်တစ်ပိုင်းအရင်တော့ on grid system တွေတုန်းကကြတော့ solar ထွက်တဲ့အားကိုပဲသုံးရတာဗျဆိုတော့ဥမာပြောရမယ်ဆိုရင်ခမည်းတက်တဲ့ solar က100 kW ထွက်တယ် ကိုတကယ်သုံးကျင်တာက150လောက်ဆိုရင်ဓာအားမလောက်မငှားရေကျွန်တော်တို့ဖြစ်ပါတယ်ဆိုတော့ကိုသုံးနေတဲ့မီအားကတော့80လောက်ပဲဆိုရင်တော့ပုံနေတဲ့30ရာလဲလေးထဲမှာအသက်လူကြီးကုန်သွားမှာဗျာ on grid system ရဲ့အားနည်းချက်ကတော့အဲ့ဒါပါပဲအဲ့ဒီလိုပြဿနာတွေဖြစ်ပြီးတော့မှ AC cup ပဲ system ကိုတဆင့်တက်ခဲ့တဲ့စက်ုံဖြစ်ပါတယ်ဆိုတော့အခုဆိုရင်တို့ရဲ့စက်ယုံမှာမီးဆက်တန်တော့မှမကြရတော့ပါဘူးဆိုတော့စက်ယုံရဲ့နေခင်းမှာမီးသုံးအားကတော့400 kW ရောညဘက်3နဲ့ 100ကီလိုဝက်ကိုရောခုမြင်နေရတဲ့စစ်တမ်ကြီးကနေပဲထိမ့်သိမ်းပေးထားပါဗျ။ဆိုတော့ဒီစစ်တမ်ကြီးတစ်ခုလုံးကိုဘယ်သူကတာဝန်ယူပြီးတော့ကြီးကြပ်ပေးနေတာလဲဆိုတော့ local company ကြီးတစ်ခုဖြစ်တဲ့ Power H company ကနေတာဝန်ယူပြီးတော့ကြီးကြပ်ပေးထားပါဗျ။ရှိပြီးသား on-grid system နဲ့ဖြုတ်မပစ်ဘူးအလေလွင့်ဖြစ်ခဲ့တဲ့ဓာတ်အားတွေကိုလည်းအခုဆိုရင်တိုးလောင်နိုင်နေပါပြီ။ဒီတက်ဆင်ပေးထားတဲ့ပုံစံမျိုးပဲကြည့်တော်လေးကိုလက်ရသေးတတ်ပါဗျ။ကျိုးတချောင်းချင်းစီကအစတည်တည်ချာချာလေးတွယ်တန်းပေးထားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။၄နေ၃နာရီကနေပြီးတော့ည9နာရီအတွင်း ်ဒါဆိုရင်ကျွန်တော်တို့ကညာဘက်ဘက်ထရီကိုတုံးချင်တာဟုတ်ကဲ့ဒီပြတ်သွားတာပဲပြပြပါအဲ့အချိန်မှာကျွန်တော်ဘာလုပ်ထားလိုက်လဲဆိုတော့ SOC ကိုကျွန်တော်တို့က65အထိကျွန်တော်တို့ကစ်လုပ်ထားလိုက်ပြီဒါဆိုရင်အဲ့အချိန်မှာအခြေအနေကနှစ်ခုရှိတယ်ဟုတ်တခုကဘာလဲဆိုတော့မီးလာနေတဲ့အခြေအနေရှိတယ်နောက်တစ်ခုကမီးမလာတဲ့အခြေအနေရှိတယ်ဟုတ်အဲ့တော့ကျွန်တော်တို့ကမီးလာနေရဆိုရင်ဆိုလာနဲ့အဲ့အချိန်မှာကောင်းကောင်းရနေသေးတယ်ဆိုရင်ကျွန်တော်တို့ဆိုလာကပဲလုပ်ကိုကောင်းကောင်း support ပေးသွားမယ်။ဘယ်ဒီကတော့ကျွန်တော်တို့က95နဲ့ကျွန်တော်တို့ထိလုပ်ထားတာ